အားသာဝါလာရှင်ညီကောင်မများလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမေလ29ရက်နေ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ပထမဆုံးတင်ပို့ကိုတော့မာကာသတင်းစာရဲ့ဖော်ပြထားချက်အရအက်လက်တီကိုမက်ဒရစ်အသင်းတက်စစ်ကစားမဂျူရီယန်အေဗာရက်ကိုအာဆင်နယ်တို့ကခက်ခဲကြိုးပမ်းခေါ်ပွဲရှေ့ဆိုပြီးသူတို့ကဖော်ပြသွားတယ်။အက်လက်တီကိုမှာရှိတဲ့ကိုကဒီကစားသမားနဲ့အာဇာထိုက်တဲ့အန်ဒရီဘာလာကျားတဲ့မှာဆက်ဆက်ရေးကောင်းရှိရာဖြစ်တဲ့အတွက်အာဆင်နယ်တို့ခေါ်မယ်ဆိုရင်တော့ဖြစ်နိုင်ရည်ရှိဆိုပြီးမာကာရေးသားထားတယ်။အာဆင်နယ်တို့ရဲ့နွေရည်တိုက်စစ်ပြည့်မြတ်စီးရင်တဲ့မှာယူရီယန်အေဗာရက်လည်းပါဝင်တယ်ဆိုပြီးသူတို့ကဖော်ပြထားတယ်။တရင်ကဒါပဲ။ အဲ့တော့ကျွန်တော်တို့အနေနဲ့ဈေးကွက်ထဲမှာဒီလိုသတင်းတွေတွေ့တဲ့အခါမှာကောလာဟာလာတကယ်အတီလားတုံတုံဒီတိုင်းမဲ့အငွေ့ပြင်းပြီးပျောက်သွားမဲ့သတင်းလားဆိုတစ်ချက်ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရအောင်ထုံးစံအတိုင်းပဲကျွန်တော်ကပုံမှန်သတင်းလေးပုတ် တင်တာဖြစ်တယ်ဒါပေမဲ့တင်တဲ့သတင်းတစ်ပုတ်တိုင်းမှာဘလောက်ထိရာဂိုင်းလုံးရောက်လာနိုင်ရှိဆိုတာအမြဲတမ်းထည့်ပြီးပြောတာဖြစ်တဲ့ဒီသတင်းနဲ့ပတ်သက်ပြီးရောက်လာနိုင်ရာဂိုင်းလုံးကတော့20ရာဂိုင်းလုံးပဲရှိတယ်အရန်နေတယ် ခေါက်ထူတော့မရှိဘူး။ဘာကြောင့်လဲဆိုတော့အာဆီနယ်အနေနဲ့အလက်ဇန္ဒားအီဆက်လိုမျိုးဈေးမြင့်တဲ့တိုက်စစ်ကစားသမားတူမဝယ်ခဲ့ဘူး။ဒီကစားသမားလည်းအီဆက်ထက်ဈေးနှိမ့်နည်းနည်းပဲဈေးနှိမ့်ပါ။ဘာလို့လဲဆိုတော့ကြံခဲ့တဲ့နွေရာသီအမမန်ချက်စတာစီးတီးသင်းစီကနေပြီး Euro 85ဆန်းနဲ့ပြောင်းတော့ခဲ့တာ။တီကွာနေကူတော့မယ်ဆိုတန်းတရာပဲ။အဲ့ဒီအရင်ဈေးနဲ့မရဘူး။ပြီးတော့ကစားသမားအခုအသက်25နှစ်တကယ့် prime time အာဂျင်တီးနားသားဖြစ်တယ်။ပြီးတော့ဒီစားသမားကိုကြံခဲ့တဲ့နွေတော့ခေါ်ခဲ့တော့က6နှစ်တောင်မှစာချုပ်ချုပ်ခဲ့တာစီမိုနီတို့က ဲ့တော့အာဆင်နယ်တင်တဲ့ဒီကစားသမားမျိုးကိုတရင်ထွက်လာတယ်ဆိုတော့ကျွန်တော်ထင်တာပေါ့လေဟို marketing အရာအခြားကစားသမားတူးကိုငါတို့မဝင်ဘလို့ကစားသမားမျိုးဝယ်လိုက်မယ်ဆိုတော့ပုံစံမျိုးတရင်ထွက်လာမယ်ထင်တယ်ဘာလို့လဲဆိုတော့တစ်ဖက်မှာဗျာယောဂရက်တို့ဆက်စကိုးနဲ့စကားပြောနေ။ Okay မင်းတို့နဲ့မတက်လို့ရှိရင်တော့ဒီဘက်ကကစားမတူငါတို့တောဝယ်လိုက်မှာတော့ဆိုလိုပုံစံမျိုးနဲ့တည်င်းလွှင့်လာလို့ထင်တယ်။အဲ့တော့ဒီတည်င်းကလည်း rumor ပဲဖြစ်ဖို့များတယ်။ အဲ့တော့25နှစ်ရဲ့အာဂျင်တီးနားသားအာဆင်နယ်ရောက်လာနိုင်ကြီးကတော်တော်လေးနည်းတယ်အဲ့တော့ဒီကစားမရဲ့စွမ်းဆောင်ရည်နဲ့ပြောလိုက်ရအောင်ဒီယာတီ54ပွဲမှာ54ပွဲတီကိုထွက်ပွဲထွက်တာတယ်26ဂိုးသွင်းပြီးတော့9လုံးဖိုင်ထားတယ် မနစ်ကတော့ဒါ CD အတွက်ပေါ့လေပွဲပေါင်း90မှာ18ဂိုးသွင်းပြီးတော့12လုံးဖိုင်းထားတယ် River Plate အသင်းဆက်နေ Euro 18တန်းနဲ့ Manchester City ကိုပြောင်းလာခဲ့တာအဲ့ရမှာတစ်စင်မနစ်ကတော့ Atletico Madrid အသင်းကိုပြောင်းသွားခဲ့အဲ့တော့တော့ Andre Barda ခေါ်ယူပေးခဲ့ရတာကိုငွေဖောသည်တုံးပြီးတော့ဒါပေမဲ့ Andre Barda အနေနဲ့ Arsenal ရောက်လို့ရှိရင်ဘုတ်ဖွဲ့စီကအဲ့လိုငွေကိုဖောသည်တောင်းပြီးတော့ခေါ်လို့ရပါမလားအဲ့ဒီခုတော့ရှိတယ်ကျွန်တော်တီကိုမာတော့ Andre Barda ကိုသိခဲ့တာကဟာဒီဘက်ကတကယ်လက်ကြီးတယ်တောင်းကြည့်အမြင့်နေတယ်ခေါ်တဲ့ အာသာဒရိုက်တာထဲမှာပါတယ်ပေါ့လေဒါပေမဲ့တီကိုရဲ့အာသာဒရိုက်တာကိုပံ့ပိုးပေးတဲ့ဘုတ်ဖွဲ့နဲ့အာဆင်နယ်ရဲ့အာသာဒရိုက်တာကိုပံ့ပိုးပေးတဲ့ဘုတ်ဖွဲ့ကတူချင်းမတူမှာအဲ့တော့အာဆင်နယ်တင်းနေတဲ့ယောဂရက်ဆက်စကိုနှစ်ဦးတည်းဝယ်ဖို့တော့လက်ရှိချိန်ထိခြေတုံချတုံဖြစ်နေတဲ့အပြုံမှာဤဆက်ထက်ဈေးနည်းနည်းလေးပဲတက်တာမဲ့ယူရီယန်အဘာဒက်နဲ့တင်းထွက်လာတာကနိုင်ကျင်နေပါတယ်အဲ့တော့ကျွန်တော်ညီကိုရီရောဘလို့ထင်လဲခုံးမဝင်ရောက်ရေးသားပြီးတော့ဘောင်းရောက်လိုက်တော့ကောင်းတာပါဗျာ မန်ချက်စတာစီးတီးမှာဘယ်လောက်ထိလုံးပြသွားလဲကျွန်တော်တို့လည်းတွေးခဲ့တာပဲအားလုံးလည်းလိုချင်နေကြရဆိုအတန်လေးကြားရဒါပေမဲ့ဒီသတင်းကရူမာအစ်စ်နေနေပြီးသွားမယ်ထင်ပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ TV ရဖော်ဖော်ကဖော်ပြထားဒါတော့အာဆင်နယ်လူငယ်စားမလေးအီတန်ဝန်ဒီကိုစာချုပ်ချုပ်ဖို့အာဆင်နယ်တို့ကစူးစမ်းနေမယ်လက်ရှိချိန်ထိအဆင်မပြေသေးဘူးဆိုပြီးတော့သူတို့ကဖော်ပြထားတယ် ဒါ TV ရဖိုးဖိုးရဲ့သတင်းတော့ Green Vine လေးအရေးသားပေါ့လေအဲ့ဒီအနေထားကြီးကအီတန်ဝန်နေဒီလက်ရှိတရားဒီမှာပွဲတွေကစားခွင့်ရခဲ့ပြီလေသူ့ရဲ့ဒီ game တိုင်းနဲ့ပတ်သက်ပြီးလာမယ့်ရာသီမှာဒီထက်အများကြီးစောခွင့်ရပါမလားဆိုပြီးတော့တန်တရားဝင်နေတယ်အဲ့ဆိုအခြားသင်းပြောင်းကောင်းမလားအာဆင်နယ်မှာတက်တန်းတိုးဝင်ကောင်းမလားလက်ရှိချိန်ထိဝိဝါဒဖြစ်နေတော့မယ်ဆိုပြီးသူကတော့ဖော်ပြသွားတယ်ဒီအချိန်လေးကိုလစ်ပါဘူးနဲ့မန်ချက်စတာစီးကလည်းအနီးကပ်စောင့်ကြည့်အဲ့တော့ကျွန်တော်တို့ချက်ပြောလိုက်အောင်ဒီရာသီပရီးမီးယားလိမှာအသက်22နှစ်အောက်ပွဲတွေအများကြီးကစားခဲ့ရတဲ့ပလေယာအီတန်ဝန်ထက်ပိုပြီးများများစောခဲ့ ရတာဆိုတော့ Lewis Kelly, Connor Bradley, နောက်ပြီး Rico Lewis နဲ့ Lewis Hall ဒီကစားမ၄ဦးပဲရှိတယ်။အဲ့တော့ဒီသတင်းကအမှန်လားအမှားလားတော့မသိဘူး။တကယ်သာအမှန်ဆိုရင်တော့ဒီကစားမလေးဟိုပွဲကြီးအများကြီးစော့ကျင်နေဆိုတာကတော့ဒါကစားမဘက်ကမှားတယ်ပြောရမယ်။ Aida ဒီကစားမကိုအချိန်မပေးခဲ့ဘူးမဟုတ်ဘူး။ပွဲကစားခွင့်ပေးခဲ့တယ်အချိန်လည်းပေးခဲ့။ဒီရသည်မှာ Aida နဲ့ဒီကစားမကိုပြိုင်ပွဲစုံ38ပွဲထက်သုံးခဲ့တယ်။အဲ့ဒီမှာ16ပွဲတိပွဲထွက်ဖြစ်သုံးခဲ့တာ။ဒီနေရာမှာဒီကစားမပွဲထွက်ကစားခွင့်ရခဲ့တယ်ဆိုတာလေဒါ Martin Odegaard တို့ ဘူကောက်ဆာကတို့ဒဏ်ရတဲ့အချိန်မှာဝင်ပြီးဆော့ဝင်ရခဲ့ရသူ့အနေနဲ့တွေးတာလဲတွေးမှာပေါ့လေလာမရသည်မှာစီနီယာကစားသမားတွေသာတကယ်သာကြန့်ခိုင်နေသူ့အတွက်တနည်းအားအဆင်ပြေပါ့မလားဆိုသူကတွေးတာဒီအတွက်လဲသူ့လိုကစားသမားမျိုးကိုလိုချင်နေခဲ့တဲ့လီဗာပူးလိုစီတီတို့ကဓာတ်ရှောက်စောင့်ကြည့်နေအဲ့တော့တစ်ဖက်မှာကြည့်မယ်ဆိုရင်လဲဘာကြောင့်လူးဝစ်စကီတီကသူ့ထက်အများကြီးပွဲကြီးကစားဝင်ရလဲဆိုတော့အဲ့ဒီနေရာမှာစကယ်လီထက်ပိုကောင်းတဲ့ကစားသမားမရှိလို့ရှိရလို့ထင်ရတဲ့ကစားသမားတွေကလဲအင်ဂျူရီနဲ့လုံးပန်းနေတာ အဲ့ဒါပေမဲ့မတူတာကဤတံဝန်ကြီးရဲ့နေရာကျတော့တကယ်ထိတ်တန်းကစားသမားတွေဒဏ်ရမှာပဲဝင်ပြီးစောဝင်ရမယ်အနေထားဖြစ်တယ်အဲ့ဆိုတော့အတင်းရဲ့ကောင်းမွန်ညွှန်းမှုဆိုတဲ့ကစားသမားတွေခောက်ပြီးအာရီတာတော့ဒီကစားမောက်တော့ရှောက်သုံးမယ်လို့တော့ကျွန်တော်မထင်ဘူးအဲ့တော့ကစားမဆက်နေသည်ဖြစ်စေသွားသည်ဖြစ်စေကျွန်တော်စောင့်ကြည့်ရမယ်ဆက်နေဖို့တော့များပါတယ်အသက်ကတော့ငယ်သေးတယ်အခု16နှစ်တော့ပြည့်သွားခဲ့ပြီအဲ့တော့ဒီကစားမင်းရဲ့ဒီရာဒီမှာကိုကိုသွင်းပြီးတော့နှလုံးတော့ဖန်တီးထားတယ်သူကတော့ဒီ59နှစ်9လ23 3ရက်နဲ့ Brentford အသင်းရဲ့ပွဲစဉ်မှာလူစားဝင်ပြီးတော့ကစားခဲ့တဲ့မှတ်တမ်းတစ်ခုတော့ရှိခဲ့ရပါလေ။အဲ့တော့နာမည်ရသည့်မှာ Matt Doman လို့ player တွေဝင်လာဖို့ရှိရဲပြီးတော့တချို့ဂိုးသမားအစ်ကလေးတွေအသင်းကြီးကိုတင်သွင်းလာဖို့ရှိရဲအဲ့တော့ Lewis Kelly နဲ့ Ethan Wayne ရဲ့စာချုပ်ကဘယ်တော့ချုပ်မလဲစောင့်ကြည့်သွားမယ်။သူ့ရဲ့စာချုပ်ကတော့ John La 30ဆိုတက်တန်းကွန်မဖြစ်တဲ့အတွက်အသင်းမှာဆက်နေသည်ဖြစ်စေမနေသည်ဖြစ်စေကျွန်တော်တို့ကတော့ဒီလိုကိုပဲဆက်ပြီးအားပေးသွားမှာဖြစ်တဲ့အတွက်ဘလောက် quality ကောင်းကောင်းအသင်းအတွက်ပေးဆက်ချင်တဲ့ player တွေကိုပဲကျွန်တော်တို့အလိုရှိတယ်။ဒါပေမဲ့နီးပြတဲ့လူတာပေါ့လေ။ ကစားသမားလေးရဲ့အသေးမှနေပြောင်းဂိမ်းတန်းကိုဒီထက်တော့ပိုပြီးထည့်ပေးတယ်လို့ထင်ပါတယ်။တတိယမြောက်သတင်းတစ်ပုဒ်ကတော့သဆန်းဖော်ပြထားတာအဲ့ဒါကတော့ David Raya ကိုစိတ်ဝင်စားနေတဲ့ Real Madrid ကြောင့် Aston Villa နဲ့ထွက်ကောင်းမဲ့ Martinez ကို Arsenal ကစောင့်ကြည့်နေဆိုပြီးဖော်ပြထားတယ်။ဒီတဲ့တင်းကိုကျွန်တော်တွေ့တော့လေအော်လို့မဖော်ပြတော့ထင်တယ်ဒါပေမဲ့ဒီထက်လည်းပိုပြီးခိုင်လုံနဲ့ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့တက်စစ်ကစားမကြီးတဲ့တင်းနဲ့မရှိရဖြစ်တဲ့အတွက်ဒီတဲ့တင်းကိုထည့်တာဒါလည်း rumor ဖြစ်ဖို့များတယ် ဘာလို့လဲဆိုတော့ဟိုဒေးဗစ်ရာလိုမျိုးအာဆင်နယ်မှာအဓိကကိုယ်သမားဖြစ်တယ်ရွှေလဲအိတ်စုနှစ်နှစ်ဆက်ရထားတယ်ပြီးတော့စာချုပ်ကလည်းအရှိကြီးကြံသေးတယ်အိုက်တာရဲ့နံပါတ်၁စပိန်ကိုယ်သမားဖြစ်တယ်အဲ့ဒီအချက်လေးကြောင့်ရီးယားမှမဟုတ်ဘယ်သိမ်းမလာခေါ်ခေါ်အာဆင်နယ်ကလည်း not for sale ကစားမှလည်းထွက်မှာမဟုတ်ဘူးအဲ့ဆိုတော့ဒီကစားသမားကိုရောင်းချင်တဲ့အတွက်ဒီ Aston Villa နေထွက်မဲ့တချိန်တော့အာကြီးကစားသမားဟောင်းအသက်လည်းအိုမင်းလာပြီဖြစ်တဲ့အသက်ကလည်း32နှစ်ရှိလာခဲ့ပြီဖြစ်တဲ့အာဂျင်တီးနားတောက်အာဆင်နိုပြန်ပြီးခေါ်မယ်ဆိုတာမဖြစ်နိုင်ဘူးအလွတ်နဲ့ရဖို့ဆိုလို့ရှိရင်တော့ဖြစ်နိုင်ကြီးရှိရဲ့ဒါပေမဲ့ Villa က 2029ခုနှစ်တိတန်းရှိတဲ့ဒီအာဂျင်တီးနားတောက်ဘယ်ရဲ့ရောပဲပေးမလဲဈေးတင်ရောင်းမှာပေါ့သူတို့တော့မှဒီ sorry ဘက်ကိုရောင်းမယ်ဆိုပြီးတည်င်းနေကြနေကြအဲ့တော့ဒီတည်င်းဒီဖြစ်နိုင်ချေရန်နေတယ်နံပါတ်1ချက် Raya Arsenal မှာပဲဆက်ပြီးရှိမယ်နံပါတ်2ချက်ဒီကစားမထက်ဆိုင် Arsenal ရောက်လာနိုင်ချေရှိတာက Juan Garcia ဒီဘက်လည်းစပိန်သားပဲအဲ့တော့အိုက်တာနီနဲ့ဂျိုဟန်ကာစီယောက်ပြီးမြတ်လီကိုခေါ်ဆောင်ဖို့အတွက်ယူရို25တန်းလောက်သုံးရဖို့ရှိတယ်အဲ့တော့ယူရိုတန်း60အထက်လောက်ချသင့်မဲ့ဒီအီမီလီမာတီနက်ကိုတော့အာဆင်နယ်ခေါ်မယ်လို့မထင်ဘူး sorry league တစ်ခုခုကိုပဲသွားမယ်လို့ထင်တယ်ဆရာသမားတော့မစိုးပါဘူးဒီယာတီ53ပွဲမှာ clean sheet 15ပွဲပြိုင်ပွဲစုံမှာရထားပြီးတော့156ကြိမ်ပုတ်ထုတ်62ဂိုးပေးထားရတယ်ဒါပေမဲ့သူ့ရဲ့အသင်း Aston Villa ကတော့ United ကိုရှုံးနိမ့်ပြီးတော့ယူပါလီဝင်ခွင့်ပဲရသွားခဲ့တယ်အဲ့ဆိုတော့မာတီနယ်လည်းထွက် ်ဦးနိုင်အမလီရဲ့ယူပါလိဝင်ဝင်ရတခုတော့ရှိရနော်ဦးနိုင်အမလီရဲ့ယူပါလိပြိုင်ပွဲမှာတော့ဆရာတဆူပဲဘီလာယူယူပါလိရရအောင်ရာသွားနိုင်တယ်ဗောလေအဲ့ဆို Transfer Market မှာယူ25သက်တန်ကြီးရှိစုနဲ့ Aston Villa တော့ဒီသာမနဲ့ပတ်သက်ပြီးယူတန်း90အထက်လောက်တော့လူကျင်တယ်လို့ကြားသိရတယ်တပတ်ကိုပေါင်3သိန်းခွဲပြီးချတာတဲ့ Argentina သားကတော့ La Madrid ဒီမှာဒီ Aston Villa တွေထွက်ခွာတော့ပါဗာထုံးစံတိုင်းပဲဒီအသက်ရွယ်ဆိုလို့ရှိရင်တော့ sorry မှာရေသွားခတ်ဖို့များတယ် Arsenal တို့စောင့်ကြည့်ဆိုတာကစိတ်ဝင်စားတဲ့အဆင့်တစ်ထောင်မပူဘူးလို့ထင်ပါတယ် ဒီစီစဉ်လေးကိုဒီကောက်ကွင်ကြီးပတ်ဝန်းပြီးတဲ့ရှုပေါ်လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆုံးမစွန်းတော့ Viber phone number 3963936 3ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် Viber ကိုကျူကို sport online နဲ့9363မိတူကိုလည်းကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ marker သတင်းစာဖော်ပြတဲ့ Noya Di မှာ Arsenal တို့အဓိကလိုက်နေတဲ့တိုက်စစ်ကမှာ၄ဦးနဲ့ပတ်သက်ပြီးဖော်ပြပေးတော့ပါပါထုံးစံတိုင်းပဲ Peter Yogret Benjamin Sesko Lazana Isak နဲ့ Julian Everest အဲ့တော့နောက်ဆုံးမှသတင်းထွက်လာကြတာ Julian Everest ဈေးနှုန်းရမဖြစ်နိုင်ဘူးဖယ်ထားလိုက် အာဇာဒိုက်တာနဲ့ဘလောက်ပဲယဉ်နေတယ်ပြီးတော့ဘိုးဖွဲကဓာထုတ်ပြီးမှရောက်လာမယ်ကစားသမားပြီးတော့လေနီးပြစီမိုနီကဘယ်ဒီလိုမျိုးအသက်အရွယ်ရအကောင်းဆုံးကြံခဲ့တဲ့နေရာဒီမှာလိုချင်လို့လို့ EU 85သန်းကျော်ပေးပြီးဝယ်ထားတဲ့ကစားသမားကိုဘယ်ရောက်မှာတော့ဒါနီးပြစီမိုနီရဲ့အပိုင်းပေါ့လေအဲ့တော့ဒီတယောက်ကိုပယ်လိုက်ကျန်တဲ့၃ယောက်ကျန်မယ်အမှအီဆက်ကလည်းနီယူကာဆယ်နဲ့ချန်ပီယံလိဝင်ရသွားပြီမေးလိုက်တော့မေးလိုက်လို့ရပြီကျွန်တော်နဲ့တလန်းစီဖြစ်သွားပြီဘလို့မှကစားသမားခေါ်လို့မရခေါ်မယ်ဆိုလဲ150လောက်ပုံပေးပြီးခေါ်မှရမယ်အဲ့တော့ထားလိုက်တော့နောက်နှစ်ယောက်ဘန်ဂျမင်ဆက်စကိုနဲ့ ဒါပစ်တယောဂရအဲ့ဒီနှစ်ယောက်ကတော့ကျွန်တော်တီးတန့်ပြီးတော့တပုတ်တက်တက်တီးတန့်လှုပ်ပေးမယ်တော်တော်လေးဟိုမှာနောက်ဆုံးရအချက်လက်တွေဆွေးနွေးရမှာအဲ့တော့ယောဂရရောက်လိုက်လားဆက်စကိုရောက်လိုက်လားဆိုပထမယောဂရကတော့ပြည်တွင်းဘိုလူပဲပြီးသွားခဲ့ပြီသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မီဒီယာတွေကမေးတဲ့အခါမှာတော့မကြခင်မှာသိရမှာပါစောင့်ကြည့်မှာလို့ပဲပြောတယ်အာဆင်နယ်တည်င်းနေရမှားပါတယ်ဘာကြောင့်တော့မဖြေတာဘူးအဲ့ဒါတော့စိတ်ဝင်စားဖို့ကောင်းတယ်တစ်ဖက်ကဆက်စကိုကလည်း ဟိုသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့အာဆင်နဲ့တောက်လျှောက်စကားတွေပြောဆိုခဲ့ပူးတာကိုကျွန်တော်တွေ့ရတယ်။အဲ့ဒါမှအာဒီဒါနဲ့စကားကြုံထားလာတော့မသိဘူး။ဒါကြောင့်လေယောဂရက်ကိုလွတ်လပ်သွားပြီးတော့မခေါ်သေးရဘူးလေ။အဲ့တော့ဘုတ်ဖွဲ့ကြီးထဲမှာလည်းဒီနှစ်ဦးတည်းတူကိုခေါ်ဖို့ပြင်ဆင်နေဆိုပြီးတော့ဒေးဗစ်အွန်စတိန်ကလည်းအတည်ပြုထားတယ်။အဲ့တော့နှစ်ယောက်ထဲကတယောက်ရောက်လာဖို့ရှိတယ်။အသက်ငယ်ပြီးပိုတရှယ်မြင့်အချိန်ပေးရမယ့်ဆက်စကိုရောက်လာမလား။အတင်သုံးတန်းပြီးလဲသုံးလို့ရတယ်။ဒူးလဲကြံခဲ့တဲ့နေရာခွဲစိတ်ထားတဲ့ အဲအသက်ကလည်းဒီ26ကြော်ရောက်လာခဲ့ဖြစ်တဲ့ယောဂရက်ကိုခေါ်မလားစောင့်ကြည့်တော့မှာဗောလေအရေးကြီးတာဘယ်သူပဲရောက်အဲ့တိုက်စစ်မှုနေရာမှာတိုက်စစ်မှုစစ်စစ်ဆိုတဲ့ကောင်ရောက်ရင်ကျွန်တော်ကကျင်းနေတယ်ကဲအဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ